ဒီထက်ထက်မစ်ဇူဆိုတဲ့အကောက်ပိုင်ရှင်ကဗန္နနာတုတ်အကြောင်းလေးကို ရှင်းပြပြတော်မူပါလို့လာရောက်ပြီးတော့မှရှောက်ထားတာလေးရှိပါတယ်။ဒီဒကမဟာဒီဗန္နနာတုတ်နဲ့ပတ်သက်ပြီးတော့ကိုကိုတိုင်ပဲစာအုပ်ထဲကဖတ်ဖူးတာလားဒါမှမဟုတ်ဆရာတော်တပါးပါဟောထားဘူးတဲ့တရားတော်ကိုနားဘူးလို့လာရောက်ပြီးတော့မေးတာလားတော့မသိဘူးပေါ့နော်။ဒီဗန္နနာတုတ်နဲ့ပတ်သက်လို့သက္ကာရဝတ်ကတန်ယုံမှလည်းပဲဗန္နနာတုတ်ကိုဖွင့်ဆိုထားတယ်ခန္ဓာဝတ်ကတန်ယုံမှလည်းပဲဗန္နနာတုတ်ကို ဖွင့်ဆိုထားတာတွေရှိပါတယ်။တခြားတော့တုတ်တွေမှာလည်းပဲဖွင့်ဆိုထားတာတွေရှိပါလိမ့်မယ်။ဖုံးဖုံးလက်လန်းမြေသလောက်ပြောပြရမယ်ဆိုရင်ဒီအခါတပါမြတ်စွာဘုရားဟာတာဝတိပြည်ဇေတဝန်ကျောင်းမှာတရင်သုံးနေတော်မူစဉ်အချိန်တုန်းကပဋိနေတိကောသလမင်းကြီးဟာလူတွေကိုအမျိုးမျိုးတုံအောင်ထားတယ်။တန်ချီချင်းတွေခတ်ပြီးတော့မှလည်းတုံအောင်ထားတယ်။လက်ထိပ်တွေခတ်ပြီးတော့မှလည်းတုံအောင်ထားတယ်။ရှော်နဲ့ပြုတ်ထားတဲ့ကျိုးတွေနဲ့ချီနှောင်ပြီးတော့မှလည်းတုံအောင်ထားတယ်။ ိတ်တုံးခတ်ပြီးတော့မှလည်းတုံအောင်ထားတယ်။အဲ့ဒီလိုလူတွေကိုတုံအောင်ထားတဲ့အခါမှာတန်ဃာတော်ရှင်သူမြတ်တွေဟာနတ်နဲ့မိုးတော့အလင်းရောက်တဲ့အခါမှာသင်္ကန်းပရိခရာတွေဆင်မြန်းပြီးတော့မြို့ထဲကိုဆုံးခံကြွပါတယ်။မြို့ထဲကိုဆုံးခံကြွသွားတော့ပတိနေတီကောဒလာမင်းကြီးတုံအောင်ခံထားရတဲ့ချုံအောင်ထားတဲ့လူတွေကိုသွားတွေ့ပါတယ်။သွားတွေ့တော့တနာတာပေါ့။ဩလူတွေအချုံအောင်ခံထားရတာပါလား။ဒီเจ้าတွေကိုမြတ်စွာဘုရားကြီးကိုရှောက်မယ်လို့ကြောက်တဲ့ကံမှာမြတ်စွာဘုရားကိုရှောက်တယ် မြတ်စွာဘုရားတပည့်တော်တို့ဆုံးခံသွားတဲ့လမ်းမှာကောသလမင်းကြီးကလေလူတွေကိုအမျိုးမျိုးတုံအောင်ထားကြတယ်တုံအောင်ထားတယ်ချုံအောင်ထားတယ်တန်ချေခြင်းနဲ့တုံအောင်ထားတယ်လက်ထိတ်ခပ်ပြီးတော့မှတုံအောင်ထားတယ်ကျိုးတွေနဲ့ချီပြီးတော့မှတုံအောင်ထားတယ်ထိတ်တုံးတွေခပ်ပြီးတော့မှတုံအောင်ထားတယ်ဘုရားလို့ရှောက်တော့မြတ်စွာဘုရားကချက်သားတို့တဲ့လူတွေကိုတဲ့မြတ်စွာဘုရားကတရားဟောပြီဆိုရင်ဥပမာလေးတွေပြီးပြီးတော့မှဟောတတ်တယ်နော်အเจ้าမဲ့ပြောတာမဟုတ်ဘူး အဲချက်သားတို့တဲ့လူတွေကိုတုံအောင်တယ်ဆိုတဲ့နေရာမှာတန်ချေချေခတ်ပြီးတော့လဲတုံအောင်လို့မရဘူးအဲ့ဒါခိုင်မြဲတယ်လို့မဆိုလို့ဘူးတဲ့လက်ထိတ်ခတ်ပြီးတော့မှလဲတုံအောင်လို့မရဘူးရှော်နဲ့ပြုတ်လုထားတဲ့ကျိုးနဲ့ခြီးပြီးတော့မှလဲမလုံနိုင်အောင်တုံအောင်ထားလို့မရဘူးခြေချင်းခတ်ပြီးတော့မှလဲတုံအောင်ထားလို့မရဘူးအဲ့ဒီဟာတွေကမခိုင်မြဲဘူးတဲ့ဘယ်ဟာတွေကခိုင်မြဲလဲလို့ဆိုရင်လူတွေကိုတကယ်တမ်းတုံအောင်ထားတာချုံအောင်ထားတာတွေကတတ်တတ်ရှိတယ်ခဏတည်းကမင်းတို့ပြောတဲ့ချုံအောင်မှုတွေဟာ ပညာရှိတော်ကောင်းတွေကအဲ့ဒါတွေကခိုင်မြဲတဲ့ကျိုးတွေခိုင်မြဲတဲ့တုံ့နောင်မှုတော့မဆိုဘူးတဲ့။ဘယ်ဟာကခိုင်မြဲတဲ့ဟာလဲဆိုရင်လူတွေကိုချုံနှောင်ထားတာဥပမာရွှေတွေငွေတွေကြောက်တံပရမများတွေလူတွေအမျက်တနိုးတန်ဖိုးထားတဲ့အရာတွေလူတွေကိုတုံ့နှောင်ထားတယ်။မှန်တာပေါ့လူတွေဟာဒီရွှေတွေငွေတွေကြောက်တွေကြောင့်ပေါ့အသက်တွေပါ ဆုံးရှုံးရတယ်လေ။ဒါဖားကားမဲ့မှာဆိုရင်ဒီကြောက်စိမ့်တွေရှာဖွေရင်းနဲ့လူတွေဟာအသက်တွေတည်ဆုံးကြရတယ်။ကိုပိုင်ဆိုင်ထားတဲ့ ဒီကြောက်စင်းတုံးကလည်းပဲသူများရှိကိုပါသွားမှာအရန်ကိုစိုးရင်ရတာအားလုံးအသိပါပြီးကြတော့ကိုပိုင်ဆိုင်ထားတဲ့ရွှေတွေငွေတွေဒါတွေကလည်းပဲကိုကိုတုံအောင်ခြင်းတစ်မျိုးပဲကိုကိုချုံအောင်ခြင်းတစ်မျိုးပဲအဲနေခင်းမှာတော့ဒီလက်ဝတ်လက်စားတွေကိုဝတ်တယ်ညောင်ညောင်မြောင်မြောင်တယ်ညမှာကျတော့ဒီပစ္စည်းတွေကကိုကိုချောက်တယ်ဒါဟာဘာလို့တားလဲဆိုရင်ကိုကိုတုံအောင်ထားတာချုံအောင်ထားတာဖြစ်ပါတယ်အဲ့ဒီချုံအောင်တဲ့ကြိုးကပဲကိုကိုနောက်ဆုံးအပယ်ငရဲကိုဆွဲချသွားမှာဖြစ်ပါတယ် နောက်တစ်ခုကကိုချစ်ပါတယ်ဆိုရယ်ကိုရဲ့ခင်မွန်ကိုရဲ့ဇနီးဒါတွေကလည်းပဲကိုကိုချုံနှောင်တယ်ဟုတ်တာပေါ့ကိုကိုချုံနှောင်ထားတာလေကိုကိုချုံနှောင်တာနောက်ဆုံးသူတို့တွေကိုဆွဲလန်းပြီးတော့မှဒီကနေ့ချိန်မှကိုရဲ့ဇနီးမယားကိုဆွဲတယ်ကိုရဲ့လင်းယောက်ျားကိုဆွဲပြီးတော့မှတည်သွားတယ်ဆိုရင်အဲ့ဒီကျိုးနယ်ပဲအပင်ငယ်ကိုဆွဲချသွားလိမ့်မယ်နောက်တစ်ခုကကိုချစ်ပါတယ်ဆိုတဲ့ကိုရဲ့ตาကိုရဲ့သမီးဒါတွေကလည်းပဲကိုကိုတုံနှောင်ထားတယ် ဟုတ်တာပေါ့ကိုယ့်ရဲ့သားသမီးတွေနဲ့ပတ်သက်လာရင်ကိုယ့်ရဲ့သားသမီးတွေအန္တရာယ်တစ်ခုကိုကြားရောက်လာပဲဆိုရင်ပစ္စည်းတွေပဲပုံပေးရပုံပေးရဘာတွေပဲပေးရပေးရနောက်ဆုံးကိုယ့်ရဲ့အသက်ကိုပါပေးရပေးရဒီသားသမီးတွေအတွက်စရီရတဲ့ဒါပါလဲဆိုရင်သားသမီးတွေကနေပြီးတော့မိဘတွေကိုတုံ့နှောင်ထားတဲ့ကြိုးတွေပဲဖြစ်ပါဒါအယံခံရတယ်အကြောင်းမြတ်စွာဘုရားကဒီကျိုးတွေကိုသူတော်ကောင်းတွေကဖြတ်တောက်ပြီးတော့တောထွက်ပြီးတော့ကာမဂုံတရားတွေနဲ့ဝေးရပါတရား အလုပ်တွေကိုအကျင့်ကြံကြိုးကိုအားထုတ်ကြတယ်လို့မြတ်စွာဘုရားကဟောပါဗာဏနာတုတ်ပထမတုတ်မှာစိတ်ဝင်စားစရာလေးတစ်ခုကမိမတွေရာယောက်ျားတွေကိုတုတ်နှောင်ကြတယ်ချုံနှောင်ကြတယ်ဘလို့တုတ်နှောင်ချုံနှောင်ကြလဲဆိုရင်မိမတွေဟာငိုကြွေးခြင်းနဲ့လည်းပဲယောက်ျားတွေကိုချုံနှောင်ကြတယ်တနည်းအားဖြင့်မျက်ရည်ချူပြီးတော့မှလည်းယောက်ျားတွေကိုလုံမနာလုံမရအောင်ချုံနှောင်ကြတယ်နောက်ပြုံးရွှင်ပြီးတော့မှချစ်စရာအမူအရာလေးတွေလုတ်ပြပြီးတော့မှလည်းယောက်ျားတွေကိုချုံနှောင်ကြတယ် နောက်ပြီးတော့ဒီကိုယ့်ရဲ့စကလုံးလှလှလေးတွေနဲ့မာယာပရိရဲ့နှက်သွဲဆက်ပြီးတော့မှယောက်ျားဒီကိုစကလုံးလှလှလေးတွေနဲ့လည်းပဲချုံနှောင်ကြတယ်တုံနှောင်ကြတယ်တဲ့နောက်တော့ကနေခုဆွလာတဲ့တစ်သီးတွေပန်းတွေဓာတ်တွေကိုပေးကမ်းပြီးတော့မှလည်းချုံနှောင်ကြတယ်သူတို့တွေရဲ့အဲမိမတွေရဲ့အနှံ့နဲ့လည်းပဲယောက်ျားတွေကိုချုံနှောင်မိမတွေရဲ့အယတာနဲ့လည်းပဲယောက်ျားတွေကိုချုံနှောင်ကြတယ်မိမတွေရဲ့အထိအတွေ့ဆိုတဲ့ဖတ်တာသဘောတရားတွေနဲ့လည်းပဲယောက်ျားတွေကိုလုံမရအောင်ချုံနှောင်ထားကြတယ်လို့ ဒါပထမတုံမှာဒီလိုခေါ်ရတာရှိပါတယ်။နောက်ဗန္နနာတုံဒုတိယတုံမှာကြတော့ယောက်ျားတွေကလည်းပဲဒီထိုနီး၎င်းပဲမိမတွေကိုချုံနှောင်ကြတယ်ဆိုတဲ့နေရာမှာနံပါတ်1အနေနဲ့အဲမျက်ရည်ချိုပြီးတော့မှမိမတွေကိုလုံမရအောင်ချုံနှောင်ကြတယ်။နောက်နံပါတ်2ကပြုံးရွှင်တဲ့အမူအရာလေးတွေနဲ့ချစ်စရာအမူအရာလေးတွေနဲ့အမျိုးသမီးတွေကိုမိမတွေကိုမလုံနိုင်အောင်ချုံနှောင်ကြတယ်။နောက်ယောက်ျားတွေတော်ကီတွေပွားပြီးတော့စကလုံးလှလှလေးတွေနဲ့ အမျိုးသမီးတွေကိုချုံနှောင်ကြတယ်။ယောက်ျားတွေရဲ့အနံ့နဲ့လည်းချုံနှောင်ကြတယ်။ယောက်ျားတွေရဲ့အရသာနဲ့လည်းပဲချုံနှောင်ကြတယ်။ယောက်ျားတွေကအထီးအတွေးကနေရုံမထွက်နိုင်အောင်လည်းပဲအမျိုးသမီးတွေကိုချုံနှောင်ထားကြတယ်။ဒါချုံနှောင်ခြင်းတွေပေါ့နော်။အားကြောင့်မြတ်စွာဘုရားကဒီဗန္ဒနာတုပ်ဆိုတာတကယ်တမ်းကျတော့ချုံနှောင်ခြင်းတော့ပြောခြင်းဖြစ်ပါတယ်။အာဗန္ဒနာတုတ်ကိုပြန်လဲပြီးတော့မှအနဲ့ချောက်ရမယ်ဆိုရင်ခဏနေကပတ္တိရီခေါ်တလာမင်းကြီးကသူ့ရဲ့အချုပ်သားတွေပဲဖြစ်ဖြစ်လူတွေကိုချုံနောင်ထားတဲ့အခါမှာ တန်ချီချင်းတွေအဲလက်ထိတ်တွေလျှော်နဲ့လှုပ်ထားတဲ့ကျိုးတွေနဲ့မလုံနိုင်အောင် တုံအောင်ထားတဲ့ကျိုးတွေကခိုင်မြဲမှုမရှိဘူးတဲ့အမှန်ကလူတွေကိုချုံအောင်ထားတာတုံအောင်ထားတာဆိုတာကလူတွေချစ်တဲ့ခင်တဲ့ညံတို့တွေ့တော့တဲ့ရွှေငွေကြောက်တန်ပရမများတွေကလည်းချုံအောင်ထားတယ်တဲ့ကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့ခင်မုန်းကလည်းကိုယ့်ကိုချုံအောင်ထားတယ်ကိုယ့်ရဲ့သားသမီးတွေကလည်းကိုယ့်ကိုချုံအောင်ထားတယ်ဆိုတာလေးကိုဒီအချုံအောင်လေးကိုသဘောပေါက်စီလို့ပါတယ်ဒါဗာရဏတုတ်အကြောင်းတစ်စိတ်တစ်စောင်လေးကို ဘုံဘုံကပြောပြခြင်းဖြစ်ပါတယ်အားလုံးပဲကိုယ်စိတ်နှပ်ပါကျမ်းမာချမ်းသာတော်မူကြပါစီခင်ဗျာ